အားလုံးပဲတာလီကြပါခင်ဗျာကျွန်တော်ရဲ့ Arkham မြန်မာ YouTube channel လေးကနေ Retreat ဆွာပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့ထမ်းမောကြိုချားရခိုင်သားများဆိုတဲ့ခန္ဓာလေးအောက်ကနေပြီးတော့ဆရာကြီးဒေါက်တာရွှေစံအောင်ကျောင်းကိုဖတ်ပြတင်ဆက်ပေးသွားဖို့ရည်ရှိထားပါတယ်တို့တို့မိဘပြည်သူများလိုက်ပါနားဆင်ပေးကြပါအောင်ခင်ဗျာဒေါက်တာရွှေစံ BA ATM KSM Delive 1880 1930နေ့ ဒေါက်တာရွှေဆိုင်အောင်သည်ခရစ်နှစ်1982ခုနှစ်ဇန်နဝါရီလ20ရက်နေ့တွင်စစ်တွေမျိုးကျောင်းတက်လန်ကျွေ၌ဖွားမြင်သည်အဖမှာမြန်မာတင်းရသားတဲ့မှာအူဖျားဖျားရှားစွဲဝင်ကြီးအဖြစ်ခန့်အပ်ချီးမြှင့်ခြင်းခံရသူဥရွှေသား ISO ATM KSN ဖြစ်၍အမိမာဒေါ်အဖြူဆန်းဖြစ်သည်အသက်၁၂နှစ်အရွယ်အထိစစ်တွင်မျိုးအစိုးရအထက်တန်းကျောင်းတွင်ပညာသင်ကြားသည်1683ခုတွင် ရန်ကုန်မြို့အစိုးရအထက်တန်းကျောင်းတွေတွင်ဆက်လက်ပညာသင်ကြားပြန်သည်ရန်ကုန်တက္ကသိုလ်မှ1892နှစ်တွင်ဝိဇ္ဇာပွဲ BA ကိုဆက်ကူရရှိခဲ့သည်1893ခုနှစ်တွင်ပညာ့အလုပ်ဖြင့်အမှုထမ်းနေစဉ်ရန်ကုန်မြို့ဝန်ထောက်ဦးထွန်းအောင်စနီးဒေါထွန်းတို့၏သမီးမတင်နှင့်ရန်ကုန်မြို့တွင်လက်ထပ်ခဲ့သည်ပညာ့အလုပ်တွင်တစ်နှစ်မြတာလုပ်ကင်ခဲ့ရပြီး1894ခုနှစ်တွင် ပညာရေးအလုပ်တွင်တနှစ်မြတ်သာလုပ်ပင်ခဲ့ရပြီး1994ခုနှစ်တွင်လေဝံအဖြစ်နှင့်ကြောက်စီတို့ပြောင်းရရသည်လေဝံအဖြစ်ကြောက်စီမျိုးတွင်အမှုထမ်းရနေစဉ်ရဟန်းရှင်မြတ်ဖရာတို့၏အကူအညီဖြင့်ဗုဒ္ဓဘာသာကျမ်းဂန်များကိုမနာမနေလေ့လာစီပူသည်လေဝံအဖြစ်ဖြင့်အမှုထမ်းရနေစဉ်ပင်မြန်မာဂျာနီများတွင်၎င်းအင်္ဂလိပ်ဂျာနီများတွင်၎င်းဆောင်းပါးများရှိသာခဲ့သည်သူ၏ဆောင်းပါးများမှာဗုဒ္ဓအဘိဓမ္မာ Buddhist Buddhism philosophy နဲ့ပတ်သက်သည့်အကြောင်းအရာများပင်ဖြစ်သည်။လေဝံအဖြစ်ဖြင့်၉နှစ်တည်တည်ဆောင်ရွက်ခဲ့ပြီးနောက်1903ခုတွင်အခွန်ဝံအဖြစ်တိုးမြင်၍ရှန်ကုန်သို့ပြောင်းရွှေ့နေရသည်။ရန်ကုန်မြို့တွင်ရှိစဉ်ကျေးဇူးတော်ရှင်လေဒီဆရာတော်ဘုရားကြီးကိုဖူးလွှဲရ၍ရှေးကားထက်ပင်ဘာသာဗုဒ္ဓဘာသာကျမ်းဂန်များကိုလိပ်စာလာခဲ့သည်။ ရှမ်းကုန်မြို့တွင်ရှိစဉ်ကျေးဇူးတော်ရှင် လေဒီဆရာတို့ဘုရားကြီးအားစစ်တွင်မြို့သို့ပင်ဆောင်ခြင်းဖြင့်သာသနာအကျိုးကိုဆောင်ရွက်ခဲ့သည်ထို့နောက်အင်္ဂလန်ပြည်မှာစစ်တပ်ဗီရာပါရဂူမစ်ဖိစ်ဒေးဗစ် MA MS Professor အမျိုးသမီးကြီးလန်ဒန်ပါလိလေဒီကလေဒီဆရာတော်ဘုရားကြီးထံဗုဒ္ဓအဘိဓမ္မာနဲ့ပတ်သက်၍မေးမြန်းစုံစမ်းသည့်အမေပု္ပ္ပစာရံများကိုဒေါက်တာရွှေစံအောင်ကမြန်မာဘာသာပြန်ဆို၍လေဒီဆရာတော်ဘုရားကြီးအားတင်ပြရသည်လေဒီဆရာတော်ကြီးကပြည်လေအောင်ဖြေကြားထားသည့်အဖြေရံများကိုလေတဖန်မြန်မာမှအင်္ဂလိပ်ဘာသာသို့တိကျစွာပြန်ဆို၍လန်ဒန်ပါလိလေဒီထံသို့စာတိုင်းမှပေးပို့ရလေသည် ။ဤသို့ဖြင့်နှစ်ပေါင်းအတိုကြာအောင်ပင်လန်ဒန်လေဒီနှင့်လေဒီဆရာတော်ဘုရားကြီးတော်၏အမေဖြစ်များကိုဂျာမန်ဘာသာပြန်ချင်းဖြင့်သာသနာအကျိုးကိုဆောင်ရွက်ခဲ့လေသည်။ဒေါက်တာရွှေစံအောင်ဒီအခွန်ဝန်အဖြစ်မှာတပံ22မြောက်ကိုတိုးရှစ်ချစ်ထွင်ဖောက်လို့ရနိုင်မြေသိမ်းအရာရှိအဖြစ်အထန်းရွက်ခေရပြန်သည်1909ခုနှစ်ရန်ကုန်ကိုလိုက် ကျွန်းတော်၌အခွန်ဝန်အဖြစ်ထမ်း၍နေစဉ်ထိုစဉ်ဖြည့်ချင်းချင်းမှာအလွန်ခက်ခဲသောပြဿနာကြီးတရားဖြစ်သည့်အုံမေအိမေပြဿနာများကိုနေရာချထားပြီးမြေခွန်တို့စိတ်ကြည်ရည်အတွေ့အထူးတာဝန်ဝတ္တရားများဖြင့်ဆောင်ရွက်ရသည်ဥရွှေဆန်းအောင်သည်ဤအခက်ခဲပြဿနာများကိုအာသွန်ကြိုပမ်းစုံစမ်း၍အစိုးရထံဤသို့ဆောင်ရွက်သင့်သည့်များကိုထောက်ခံအကြံပေးရာအစိုးရကလည်းထိုအကြံပေးခြင်းများကိုအထူးနှစ်သက်အာတီအာလျော်စွာလက်ခံအတည်ပြုခဲ့လေသည်1912ခုနှစ် တွန်တီတူမြောင်းဖောက်လုတ်ရန်တွေမြေသိမ်းအရာရှိဖြစ်ခန့်အပ်ထားခြင်းခံရပြီးနော်။တာယာဝတီခရင်တွင်နှစ်ကြိမ်တင်တင်အခြေပိုင်ခရင်ဝံအဖြစ်ထံရရသည်1920ပြည့်နှစ်တွင်မြန်မာနိုင်ငံတို့ဗန်နာလိုမင်းကြီးဌာနမှခတ္တအတွင်းဝံအဖြစ်ခံထားခြင်းခံရသည် ထို့နောက်တထုံခရင်တွင်ခရင်ဝံအဖြစ်ပြောင်းရွှေ့ထံရရသည်ရှင်သည်နော်မြန်မာမျိုးသားများအားမိတိအခါကားများမခံမခန့်ဖူးသေးသောရှင်မျိုးမင်းကြီးအဖြစ် ခံထားခြင်းခံရလေသည်ဤသို့ထံ၍နေစဉ်တိမ့်သူပြေသားနှင့်အစိုးရတို့ကြားတွင်နှစ်ဦးနှစ်ဖက်ကြည်ကျင်းနေသည့်ဖြစ်အောင်ဆောင်ရွက်နေသည်ဖြင့် ATM ဘွဲ့ကိုရှင်းမြင်ခြင်းခံခဲ့ရလေသည်ဤသို့အစိုးရအလုပ်တစ်ပိနေမအားမလန့်အောင်ရှိနေသည့်ကြောင့်အချိန်ကိုလူ၍ဗုဒ္ဓအဘိဓမ္မာနှင့်ပတ်သက်သည့်ဆောင်းမများကိုမြန်မာသူတွေတနာချာနေ Burma Research Burma Research Channels နှင့်နိုင်ငံနိုင်ငံခြားဂျာနယ်များတွင် ရှိကကဲ့သို့ဆောင်းပါးများရှင်းပေါ်မြေပေါ်နေခဲ့လေသည်ပကံဥတည်ဥတော်ဝံဥတော်ဝံခေါ်တော့နေရှင်းဟန်ကြောက်စာများနဲ့ပတ်သက်၍ဆွေးနွေးလေလာသည်၎င်းပြင်ဥချွေစားအောင်သည်စာဆိုတော်အမကြီးလွန်ဆက်ကြေးခွေးဖွေကောင်းသည့်မေဇာတောင်ချီရတုပိတ်ဆုံးကိုအင်္ဂလိပ်ဘာသာဖြင့်တိကျစွာပြန်ဆိုခဲ့သည်1988ခုနှစ်စက်တင်ဘာလ17ရက်နေ့တွင်တာယာဝတီအရှိပိုင်ဖြစ် တိုးမြင့်ခံအပ်ခြင်းခံရပြန်သည်ဟန်တာဝတီမတပန်1920တွင်တထုံတို့အခြေပိုင်အဖြစ်နှင့်ပြောင်းရွှေ့ချပြန်သည်တထုံတွင်နှစ်နှစ်ကျော်များအခြေပိုင်အဖြစ်အမှုထမ်းနေစဉ်တွင်အစိုးရကဦးရွှေစံအောင်အားမြူနစ်စပယ်အခွန်တို့ကခံပုံနေစနစ်ကိုလေ့လာစီးပူရန်မြူနစ်စပယ်အခွန်တို့ကခံပုံစုံစမ်းရေးကော်မရှင်အဖွဲ့ဝင်လူကြီးတို့အဖြစ်ရွေးချယ်၍1922ခုနှစ်လောက်ကစတဲ့ လတွင်အိန္ဒိယသို့ဆေလွှတ်ခြင်းခံရပြသည့်ဒေါက်တာရွှေစံအောင်သည်6လကျော်များအိန္ဒိယပြည်ရှိယောဂီများ၏အခွန်တို့ကောက်ခံပုံတို့ကိုလည်လာစီးပုခဲ့သည်1922ခုနှစ်အော်တိုဘာလ20ရက်နေ့တွင်တထုံသို့အရေးပိုင်ဖြစ်တဖန်ပြောင်းရွှေ့ချပြသည်အရေးပိုင်ဖြစ်ပြန်ပင် KSM ဘွဲ့ကိုချီးမြှင့် ပေးအပ်ခြင်းခံရပြန်သည်1923တွင်ရှင်မျိုးမင်းကြီးအဖြစ်ခန့်အပ်ခြင်းခံရပြန်သည်ဒေါက်တာချွေစံအောင်ကမြန်မာတိုင်းသားများဒီမှာပထမဆုံးရှင်မျိုးမင်းကြီးအဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည်ရှင်မျိုးမင်းကြီးအဖြစ်ဆောင်ရွက်နေစဉ်ရန်ကုန်တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းကြီးဥက္ကဋ္ဌကြီးအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရပြန်သည်ဒေါက်တာချွေစံအောင်ကမြန်မာမှုကိုလေးစားကင်ညွတ်သူဖြစ်သည့်အာမျိုးစွာစပင်ရှိထား၍လက်မောင်းပေါင်များတွင်ချိုးကွင်းမြင်ကြောင်များဖြင့်လှပသူတည်တမ်း လှပသူသည်တာမကဟနှခမ်းမွေကာယကြည်ပြန်လေးစစ်တေးရရှိသူပြန်ဖြစ်သည်အင်္ဂလိပ်ဒီဂရီထောင်း 900ပြည့်နှစ်လောက်တွင်မြန်မာနိုင်ငံကအနတ္တမေတ္တရာဆရာတို့သာသနာတော်ကြီးသည်မြန်မာနိုင်ငံဆရာဗုဒ္ဓသာသနာအသင်းကြီးကိုတည်ထောင်၍သာသနာပြုရန်အားထုတ်ကြလေသည်သာသနာပြုရင်းနှင့်ပတ်သက်၍ထိုအသင်းကြီးကဗုဒ္ဓဝါဒအမည်ရှိသောမဂ္ဂဇင်းကြီးကိုအင်္ဂလိပ်ဘာသာဖြင့်3လတကြိမ်ပုံနှစ်ထုတ်ဝေပြီးလျင် American, England, ပြင်သစ် Germany, Italy, India, Jordan, တရုတ် Japan စသောနိုင်ငံများသို့ပေးပို့ဖြန့်ချိလေသည်ထိုလုပ်ငန်းများတွင်ဥရွှေဆန်အောင်သည်စေအားထက်တန်စွာပါဝင်ဆောင်ရွက်လျက်ဗုဒ္ဓဝါဒမ မဂ္ဂဇင်းကြီးပထမတွင်၌ပင်ဗုဒ္ဓဘာသာအပိဓမ္မာအကြောင်းကိုဆောင်းပါးတဆောင်ရေးသားထည့်သွင်းလေသည်ဒေါက်တာဆွေချမ်းဆွေဆန်းအောင်သည်ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ကြံကြီးခဏကြံပြုစုခဲ့ပေသည်ထိုကြံများမှာစရလက္ခဏာစရလက္ခဏာတိဒီပဏီချမ်းတက္ခိကံတက္ခိကဏယဒီပဏီချမ်းကာယင်ကတပ္ပယဒီပဏီချံယူပဒီပဏီချံ အကြမ်းမြမမြန်မာဘာသာဖြင့်ရေးသား၍ကဝိမျက်မှန်စာပေါ်နေတဲ့တွင်ရှင်းနေသည်ရမကခိုရမိတ်ချံကထာဝတ္ထုချံအဘိဓမ္မာသင်္ကဟချံစသည်များကိုအင်္ဂလိပ်ဘာသာဖြင့်ရေးသားပြုစုပြည်လျင်အင်္ဂလန်ပြည် Oxford University Press တွင်ပုံနေ၍ Peter Society of Grand Britain က ကဘာသို့ဖြန့်ချီထုတ်ဝေသည်ဒေါက်တာရွှေစံအောင်သည်ဗုဒ္ဓအဘိဓမ္မာကျမ်းများများနှင့်ပတ်သက်၍မြန်မာလိုရောအင်္ဂလိပ်လိုပါရွှေစုံရေးသားခဲ့သည်ကဘာတိဗုဒ္ဓအဘိဓမ္မာဆရာကြီးတူဖြစ်လာခဲ့သည်1924ခုနှစ်တွင်မြန်မာနိုင်ငံတက္ကသိုလ်ကျောင်းကြီးတွင် တင်ကန်းစာများရွေးရှိတက်မဲ့ရေးကော်မတီတွင်မြန်မာကပြလင်းကရသဝင်ကျမ်းများကိုတင် जा နေပါကခိမီလျက်ရှိသောအနောက်နိုင်ငံဘာသာရပ်များကိုတင် जा ချိန်နေမည်ဖြစ်ကြောင်းသဆုံတဦးကခန့်ခွဲပြဆိုရာဥရွှေဆန်းအောင်သည်အနောက်နိုင်ငံအရှိနိုင်ငံများမှစာပေများကိုနှစ်နှစ်ဆက်ဆက်ဖက်ခေလေ့လာဆေးပုခဲ့သူတရားဖြစ်၍မြန်မာနိုင်ငံနေတိလောကနေတိကျန်လောက်ကောင်းတိကျန်မတွေ့ရကြောင်းမြန်မာစာပေကိုအထင်မသေးတဲ့ကြောင်း မိမိတို့စာပေကိုမိမိတို့ဘာသာမြှင့်တင်ပေးရမည်ဖြစ်ကြောင်းချွတ်ချွတ်ချွန်ချွန်ကာကွယ်ပြောဆိုခေကြောင်းဖြင့်အဆိုရှိခဲ့သည်ဦးရွှေဆောင်ကမြမရင်ကျင်းမှုနေတကွာမြမစာပေကိုရှင်းမြန်းလို့ရမြှင့်တင်ပေးလို့သောဆန္ဒရှိသူပုဂ္ဂိုလ်ကြီးတို့ဖြစ်ပါသည်ဦးရွှေဆောင်သည်ဗုဒ္ဓအယူဝါဒနှင့်ဆက်ရှင်၍အကြံကြီးခဏကြံကိုပြုစုခဲ့သည်အရင်စားယူပြီးနောက်နောက်ဆုံးပြုစုခဲ့သောလူမျိုးတရားတစ်ပါးအကြံကြီးမှာပြီးမြောက်ခဲ့တော့လေပုံနှိပ်ထွေခြင်းမပြုခဲ့ရချေလက်ဝဲတုံတရာဤမေစာတော်ရှင်ရတုကိုပင်အင်္ဂလိပ်ဘာသာဖြင့်ပြန်ဆိုရေး သားခေဘုတ္တတရားဖြစ်သည်1925ခုနှစ်တွင်ရင်းမြုံမြင့်ကြီးအဖြစ်မှာအငိမ့်စာကျူလိုက်လေသည်အငိမ့်စာအဖြစ်နှင့်နေစဉ်တွင်လေကျမ်းများပြုစုနေပေသေးသည်သူ၏နောက်ဆုံးပြုစုခဲ့သောလူမျိုးတရားတစ်ပါးကြောင့်ကျမ်းကြီးမှာပြည့်မြောက်ခဲ့သောလေပုံနှိပ်အံ့စစ်စစ်မှာနာမကျမ်းဖြစ်လာသည်ဖြင့်ပုံနှိပ်ထုတ်ဝေခြင်းမရှိခဲ့ပေ 1932ခုနှစ်တွင်ကျန်းကုန်တက္ကသိုလ်ကြီးကအင်္ဂလိပ်လိုရောမြန်မာလိုပါကျန်းကြီးကျန်းငယ်အသေးသေးကိုစကားလုံးနှိမ့်နှင်းစွာဖြင့်မြန်မာဘာသာသာမကကဘာတိပညာရှိစာပြုပုဂ္ဂိုလ်ကြီးဥရွှေစံဟာပါရဂူ Daughter of Literature ဘွဲ့ကိုပေးအပ်ကြံတက္ကသိုလ်စီနေအဖွဲ့မှဆုံးဖြတ်ပေးအပ်ခဲ့လေသည့်ဖွင့်တဲ့ပင်ကျင်းပရန်ဆေးရက်ခန့်အလိုတွင်မြန်မာထေမှပထမဆုံးရာဇဝတ်ဝင်ဖြစ်ခဲ့သည့်ဥရွှေသား ISO ATM KSME တာဒေါက်တာရွှေစံအောင် BA ATM KSM Deflip Delif ကကွေလွန်သွားခဲ့လေသည်မိတို့ပင်ဖြစ်စေရခိုင်ပြည်နယ်မှမွေးထုတ်လိုက်သည့်ဒေါက်တာရွှေစံအောင်ကမြန်မာစာပေလောကကိုတည်ထောင်ရနိုင်အောက်တစ်ချက်အဖြစ်ပါဝင်ခဲ့သူတဦးအဖြစ်ဂုဏ်ယူစရာပင်ဖြစ်ပါတော့သည်ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိလိုက်ပါနားဆင်ပေးကြတဲ့ကျွန်တော်ရဲ့မိဖပြည်သူညီကောင်မအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်လာမယ့်နေ့တွေမှာလည်းပဲထမောကျော်ကြားရခိုင်သားများဆိုတဲ့ခန္ဓာလေးအခါနေပြီးတော့ဘသူတွေရဲ့အကြောင်းတွေကိုဖတ်ပြတင်ဆက်ပေးသွားမယ်ဆိုတာကိုသိချင်နေဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လေးလုပ်သွားပေးကြပါဦးခင်ဗျာအားလုံးပြီးခင်ကျမ်းမှာကြပါလိမ့်